我么么呀呀来，我爱的，谁他妈不是我有哈？哦，年纪数么人哟，你干的嘞？ ါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုရှုစားရမှာပါရှင် ီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့2025ခုနှစ်တတိယသုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအရကရင်နီပြည်နယ်ကနေတတိယသုံးလပတ်တာကာလဖြစ်တဲ့ဇူလိုင်လ၊ဩဂုတ်လနဲ့စက်တင်ဘာလအတွက်ရရှိတဲ့အခွန်ငွေဟာဗတ်တန်150ကျော်နဲ့မြန်မာငွေကျပ်282တန်းကျော်ဖြစ်တယ်လို့သိရပါဗျ။ ရရှိထားတဲ့အခွန်ငွေတွေကိုကရင်နီပြည်ကပြည်ထရေးဌာနအတွက်21ရာခိုင်နှုန်းလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ထူထောင်ရေးဌာနအတွက်25ဒသမ2ရာခိုင်နှုန်းနဲ့စောက်လုပ်ရေးဌာနအတွက်73ဒသမ5ရာခိုင်နှုန်းစသဖြင့်ဌာနဆိုင်ရာအသီးသီးအတွက်သုံးစွဲထားတဲ့အခွန်ငွေတွေကိုဖော်ပြထားပါတယ်လက်ရှိကရင်နီပြည်နယ်အတွင်းကလိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ကရင်နီရှမ်းတောင်နယ်ဆက် ဖဲခုံမြို့နယ်ဘက်တွေကိုစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးနေပြီးစစ်မျက်နှာ၅ခုနဲ့ရင်ဆိုင်နေရကြောင်း KNY အမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကထုတ်ပြန်ထားပါတယ်ရှင်။ မြမရေးကိစ္စတွေမှာတရုတ်ရဲ့ဂျားဝင်စွဖတ်မှုတွေကြောင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့စစ်တပ်တို့ရဲ့တိုက်ပွဲပဋိပက္ခတွေရော့ကျသွားစေနိုင်တယ်လို့ဒီအခြေအနေကိုຫນွေဦးတော်လှန်ရေးဦးဆောင်သူတွေအနေနဲ့သင်ခန်းစာယူဖို့လို့ကြောင်းနိုင်ငံရေးစစ်ရေးလေလာသူတွေကသုံးသပ်ကြပါတယ်။ဝေဝေသတင်းပေးပို့ထားတာပါရှင်။တရုတ်ရဲ့ဂျောင်းဝင်ညီနိုင်ပေးမှုကြောင့်အော်တိုဘားလာ29ရက်ကစလို့တန်းမျိုးသားလူမျိုးရေးတမတော် DNL နဲ့ စစ်တပ်တို့နှုတ်သဘောတူအပြစ်ခတ်ရက်စဲကမိုးကုန်းနဲ့မိုးမိတ်မြို့တွေမှာရှိတဲ့ TNL တပ်ဖွဲ့ဝင်တွေဆုတ်ခွာပြေးရမှာဖြစ်ပါတယ်။ဒီအခြေအနေတွေဟာတရုတ်အကျိုးစီးပွားအတွက်အတင်းကျပ်ဆန်တဲ့ဂျောင်းဝင်ဆက်ဆက်ညှိနှိုင်းပေးမှုမျိုးဖြစ်ပြီးတရုတ်ကြောင့်ပဲတိုင်းနာဒေါ်လာရေးဖွဲ့စည်းတွေနဲ့စစ်တပ်ရဲ့လက်နက်ကင်ပြည်ပခါအရှိန်တွေရောကြသွားနိုင်ကြောင်းမြန်မာမဟာဗျူဟာနဲ့မူဝါဒရေးရာအင်စတီကျူ ISP မြန်မာရဲ့ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငင်းကပြောပါတယ် တရုတ်ကလူလူလာတာပေါ့နော်ဆိုတော့အဲ့တော့ကုံစွယ်ကြီးလမ်းမကြီးကိုပြန်ဖြန့်ကျင်တယ်တရုတ်နယ်စပ်မှာတည်ငြိမ်မှုပေါ့ဗျာဒါကိုလူကျင်တယ်သိတ်မကြသေးခင်ကဖြစ်သွားတဲ့ဒီ DNL နဲ့ဒီမြန်မာစစ်ကော်မရှင်ကြားဆွေးနွေးပွဲဆိုလဲသူတို့ကပူအာစစ်ဘုရားပေါ့မီဒီယေးရှင်းခေါ်တာပေါ့နော်အတင်းအကျပ်နည်းနည်းဆန်တဲ့ကျွန်တော်တို့ဒီလိုကြားဝင်မှုမျိုးလုပ်တာပေါ့ဗျာဆိုတော့ဒီလိုအခြေအနေမျိုးတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မြင်တာဒီလိုဗျဟိုတရုတ်က မြန်မာပြည်နဲ့ပတ်သက်လို့ရှင်ပေါ့နော်သူကတနိုင်ငံလုံးပြည်ငိမ်မှုလဲသူလိုတာပေါ့လိုတဲ့ခါကျတော့ရွေးကောက်ပွဲလုပ်ဖို့တွန်းတယ်ဆိုတော့တစ်ဖက်မှာလည်းကြံတဲ့ခုနလိုဒီရွေးကောက်ပွဲပြီးလာရင်လည်းငင်းငိုင်းကိစ္စတွေလည်းကျွန်တော်ထင်တယ်သူဆက်တွန်းလိုက်မယ်လို့ထင်ပါတယ်ဗျဒီလက်နက်ကင်ပฏิပခရဲ့အရှိန်ကကျသွားဖို့တော့များတယ်ဗျ။တိုင်းတိုင်းအင်အားစုတွေတင်းယူထားနိုင်တဲ့နယ်မြေဒေသတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်တဲ့အခါ စစ်ရေးအပြင်ဒေသခံတွေရဲ့လုံခြုံရေးကိုပါအစီအစဉ်ဆောင်ရွက်ပေးဖို့လိုကြောင်းလည်းသိရပါဗျ။တရုတ်အနေနဲ့စစ်တပ်ကသာတိုင်းပြည်ရေးကိုစီမံလုပ်ဆောင်နိုင်မယ်လို့ယုံကြည်ချက်နဲ့အခုလိုကြောင်းဝင်နေတာဖြစ်ပြီးဒီချိန်တွေကຫນွေဥတော်လည်ရဲ့သင်ခန်းစာဖြစ်ကြောင်းနိုင်ငံရေးစီရင်လေးလာတုံသက်သူဦးသန်းစုနိုင်ကထောက်ပြပြောဆိုပါရယ်ဗမာပြည်နဲ့ပတ်သက်ပြီးတော့တရုတ်ကသူ့ရဲ့ပိုင်နဲ့တည်းမြေကိုလိုနီနဲ့မြေတခုလိုသဘောထားပြီးတော့ဗမာပြည်ရေးကိုကျူးကျော်ဆက်ဖက်နေတဲ့ အနေထားဟာအခုကတော့စစ်ကော်မရှင်ရဲ့ကျွန်တော်တို့ထိုးစစ်တွေကိုတူတူတဲ့ခိုင်ပွဲမရှိတဲ့အခြေအနေအောက်မှာဒီလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲ့လိုဖြစ်ရတဲ့အကြောင်းကလည်းပိုင်နဲ့နေမြေနော်တိမ့်ပိုက်နေနေနေမြေမှန်သမျှကိုယ်နေမြေဖြစ်တယ်ဆိုတဲ့အမြင်နဲ့အခြားသော EEO တန်းသားဖွဲ့စည်းရင်းနဲ့ပြိပခါတွေဖြစ်ပြီးတော့အမျိုးသားကြိုးစီပွားနဲ့တင်းမြောင်းနဲ့အမျိုးသားရေးအမြင်အောက်မှာပြိပခါတွေဖန်တီး တကယ်တမ်းစစ်ကောင်စီကနေပြီးတော့တရုတ်ကနေတဆင့်စီးပြားပြေးဖို့အတွက်ဘက်ဆုံကကြိုးပမ်းလာတဲ့အချိန်မှာကုသူမဲ့ကဲသူမဲ့နေလေ DNL အနေနဲ့လည်းရောလျရတာဖြစ်ပါတယ်အဲ့ဒါဟာလူဦးတော်လှန်ရေးအတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ပြီးတော့ဒီသဘောထားတွေကိုမလဲပြောင်းနိုင်လို့ရှိရင်လူဦးတော်လှန်ရေးတားလျှောနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့ကျွန်တော်တို့ကညွန်ပြနေတဲ့အကြောင်းကျွန်တော်သုံးသပ်ပါရခင် ဒါပေမဲ့ဒီလိုအခြေအနေတွေဟာຫນွေဥတော်လန်ရေးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးညာပြည်ရဲ့တခြားသောဒေသကတိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေပြည်သူတော်လန်ရေးဖွဲ့တွေနဲ့တော်လန်ရင်အားစုတွေကစစ်တပ်အမြင့်ပြတ်ပြုတ်ကြရေးကိုဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ကြောင်းလည်းဖြေပြောပါတယ်။တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးအတွင်းမှာ DNL ကမိုးကုံမိုးမိတ်တီဘောကြောင့်မဲနောက်ချိုစတဲ့မျိုးဆက်နှမျိုးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့စစ်တပ်ကကြောင့်မဲနောက်ချိုနဲ့တီဘောကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ TNL ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပါစစ်တပ်စီလက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်ရဲ့ဂျောင်းဝင်မှုနယ်ပဲရှမ်းမြောင်နယ်ကိုကန့်ဒေသကမြို့ကိုခုကိုထိန်းချုပ်ထားနိုင်ခဲ့တယ်။ကိုကန့်တပ်ဖွဲ့ MMDA ကလည်းစစ်တပ်နဲ့အပြစ်ခတ်ရက်ကဧပြီလမှာတော့လာရှိုးကနေဆုတ်ခွာပေးခဲ့ရပါတယ်။ကျွန်တော်ဝေပါ။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စင်ချောင်းကုံပွေကျေးရွာကိုအော်တိုဘားလ30ရက်နေ့ညနေပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသား9ယောက်သေဆုံးပြီးနောက်ထပ်10ယောက်ထပ်မနေလေဒဏ်ရာရရှိသွားတယ်လို့ဒေသခံတွေကပြောပါရယ်။အမျိုးသား3ယောက်နဲ့အမျိုးသမီး2ယောက်သေဆုံးခဲ့တာဖြစ်ပြီးဒဏ်ရာရတဲ့သူတွေက3ယောက်ကလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ကြောက်ဖြူမြို့ခံတယောက်ကပြောပါရယ်။လက်ရှိမှာတော့ဒဏ်ရာရတဲ့သူတွေကိုစေကူတမှုခံယူနေကြပါရယ်။ အဲ့ဒီပုံကျဲမှုကြောင့်ကုံဘွေကျေးရွာမှာအိမ်ချောင်းလုံးထက်မနေမီးလောင်ပျက်စီးခဲ့တယ်လို့ဒေတာခန်နေစီကနေသိရပါဗါ။အော်တိုဘာလ30ရက်နေ့တရက်ထဲမှာစစ်တပ်ကရခိုင်ပြည်နယ်ကြောက်ဖြူပုံနာကျုံရသေးတောင်မြို့နယ်၃ခုကိုလေကြောင်းတိုက်ခတ်ခဲ့ပြီးအရသာအများအပြားထိခိုက်တေဆုံးသလိုဒဏ်ရာရတဲ့သူတွေလည်းရှိခဲ့ပါဗါ။အာနာသိန်းစစ်တပ်ကရခိုင်ပြည်နယ်ကမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေဇက်တိုက်လှုံ့ဆော်နေတာတွေကြောင့်စစ်ရေးတပ်အများရှိကြဖို့ကိုအာရခတက်တော်ကတိုက်တွန်းထားပါရှင်။ ိုင်းနိုင်ငံမဟာချိုင်းမှာတရုတ်ဆောင်နေဝင်ပါဝင်တဲ့ဗျောဒဏ်ရုပ်ရှင်ကအပါအဝင်ဘွိုက်ကော့အမှုပညာရှင်တွေရဲ့လှုံ့ရှားမှုတွေကိုစန့်ကျင်ကြဖို့လှုံ့ဆော်တာထိရောက်တယ်လို့ထိုင်းရောက်မြန်မာတွေစီကနေသိရပါတယ်။ဇွဲတက်တဲ့တင်ပြပို့ထားတာပါရှင်။ပါတီကိုလည်းမကြည့်ဘူး။လူကိုလည်းမကြည့်ဘူး။တကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်မှာ။ဘယ်သူမှတော့တိုင်းပြည်ကိုပြက်စီးအောင်မလုပ်ကြဘူး။စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စက်ကားမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်နေဝင်းကို ဘိုက်ကော့တပိမောင်ဆန့်ကျင်တဲ့အနေနဲ့သူပါဝင်ထားတဲ့ပြောတဲ့ရုပ်ရှင်ကိုထိုင်းနိုင်ငံမဟာချိုင်မှာလာရောက်ပြသတာကိုတမကြည့်ချဖို့ဆန့်ကျင်တဲ့လှုပ်ရှားမှုအောင်မြင်ကြောင်းမဟာချိုင်ရောက်မြန်မာတာဝန်ရှိကနေသိရပါဗျ။ပြောတဲ့ရုပ်ရှင်ကိုလာကြည့်ဖို့လူမှုကွန်ရက်မှာကြော်ညာပေးတဲ့သူတွေရုပ်ရှင်မှာပါဝင်တဲ့တယောက်ဆောင်တွေနဲ့ဓာတ်ပုံတွေ့ရကြတဲ့ online ဆက်လီတွေကိုပါဘိုက်ကော့လှုပ်ချဖို့လှုံ့ဆော်တာတွေရှိခဲ့ပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကအချင်းခိုင်ထွက်ရှိခဲ့တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများစကားကြောင့်ဘိုက်ကော့ရှင်ကပုံမြင်လာတာဖြစ်ပါတယ်။ စိတ်ဝင်စားမှုတော့တော်တော်ဝန်သေးသွားပြီကြီးတဲ့လူတွေတော်တော်ပါသွားပြီပေါ့နော်တော်တော်များများတော့ဒါတူတူကအချိန်ကြီးဖြစ်သွားလို့တကယ်လို့ဒါပြည်တွင်းကနေပြီးတော့လုံ့စော်မှုကနေနဲ့နောက်ကျမယ်ဆိုဒီကားကိုထိုင်းရလူတွေကြည့်ကြအောင် ကြည့်ပြအောင်ပါကိုတပြိုင်တည်းဖြစ်သွားတဲ့အတွက်ပူဆိုးသွားတာဘိုက်ကတော့မတော်ကြတော့အဲ့လိုဖြစ်သွားတော့သူတို့နဲ့ပတ်သက်တဲ့စားတောက်ဆိုင်တွေသူတို့နဲ့ပတ်သက်တဲ့ဆယ်လီတွေတောင်မှခါတဲ့အန်ဖန်တွေပါလုတ်ပလိုက်ကြတယ်လေတော်တော်ထိရောက်တယ်ဒီပွဲကတော်တော်ထိရောက်တယ် ပြောတဲ့ရွှေရှင်ကို promotion လုပ်ခဲ့တဲ့ online seller တွေစားသဆိုင်တွေကလူမှုကွန်ရက်မှာပြည်သူတွေကိုပြန်လည်တောင်းပန်တာတွေလွှတ်ဆောင်ခဲ့ပြီးနောက်တစ်ချိန်စစ်တပ်ထောက်ခံတဲ့ဥပညာရှင်တွေနဲ့ပတ်သက်တာမျိုးမလွှတ်ဆောင်တော့ဘူးလို့ထုတ်ပြန်ပြောဆိုတာတွေလည်းရှိနေပါတယ်။ထိုင်းနိုင်ငံထဲမှာဒီလောက်ဒုက္ခဒုက္ခတွေဖြစ်နေတဲ့အချိန်မှာဒါတို့တခုကြီးကောင်းစားဖို့လည်းတို့ဝမ်းရည်အတွက်သူပတ်ဆက်ရှိတဲ့အစိုးရတွေပတ်ဆက်ရှိတဲ့အတိုင်းဝိုင်းတွေဘောမတိုင်းဝိုင်းတွေကသူတကူစားဝိုင်းရေးအတွက်တကူစားအတ္တအတွက်လာပြီးတော့လှုပ်ကြတဲ့ပွဲတွေဖြစ်တယ်ပြီးတော့ထိုင်းနိုင်ငံထဲမှာ ဒီဒီလိုမျိုးဒီချမ်ပတ်စုပ်စုတော်လန်နေတဲ့ထောက်ဖို့တွေအများစုရှိတဲ့ထိုင်းနိုင်ငံတွေမှာဒါပြီးတော့လောက်ကြတာဖြစ်တယ်အဲ့တော့ဒါကိုကိုရမင်းတို့ဒီထိုင်းရောက်မြန်မာတွေကဒါပြင်းပြင်းထန်ထန်ဘွိုက်ကော့လောက်ရမယ် VC လောက်ရမယ်ထိုင်းရောက်မြန်မာတွေအနေနဲ့စစ်တပ်ထောက်ခံတဲ့နှုပညာရှင်တွေရေဘော်စီတွေကိုဘွိုက်ကော့နဲ့ social punishment ထိထိရရလွတ်ဆောင်ကြဖို့ကိုလည်းတော်လန်ရင်အားစုတွေကတိုက်တွန်းပြောပါတယ်ကျွန်တော်တို့ကတော့ပြတ်သားတယ် အဲဒီလိုဟာတွေဆိုတော့ကျွန်တော်အားလည်းမပေးဘူးဘာလို့ဆိုတော့ဒီဘက်မှာဟိုဒီဆက်အနာရှင်လက်အောက်မှာဟိုလိုနေပြီးတော့သူတို့အလိုကြနေထိုင်ပြီးတော့ဟိုအလင်းတင်တင်တို့ဒီဘက်ကိုလာပြီးတော့ငွေရှာလိုက်မယ်ဆိုတဲ့ပုံစံမျိုးကြီးအဲအချိုးတွေနဲ့ဆိုတော့ကြတော့ဟိုကိုလောက်အားကောကိုတန်ဖူးထားဖို့တော့ပြီးတော့ဒီဆက်အနာရှင်လက်အောက်မှာရှိနေတဲ့လူတွေကိုလည်းဟိုအလုပ်ကျွေးပြုစုတာမျိုးလည်းမဖြစ်အောင်တော့ဟိုတတိလေးနဲ့တော့ရှောင်တင်တယ်လို့ထင်နေကြဟုတ် စစ်တပ်ကအနာသိမ်းနောက်ပိုင်းနိုင်ငံရေးအခြေအနေမတည်ငြိမ်တာနဲ့စီးပွားရေးကျဆင်းတာတွေကြောင့်ထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာတဲ့မြန်မာယူတက်ဒေါ်လာပြီးထိုင်းနိုင်ငံနေရာနဲ့မှာနေထိုင်ကြတဲ့မြန်မာ6တန်းနီးပါးရှိတယ်လို့အလုံမာရေးလှူရှာသူတွေကခံမှန်းပြောပါတယ်။စစ်တပ်ထောက်ခံတဲ့အနုပညာရှင်တွေကလည်းမြန်မာတွေအများဆုံးရှိတဲ့မဟာချိုင်ပါဝင်ဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်တို့မှလည်းဖြောပြပွဲတွေရုပ်ရှင်ပြသတာတွေလှူဆောင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ ာနာသိစေယုတ်စုအပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြန့်ရိုက်ကူးမှုတွေမှာနမကြီးအမှုပညာရှင်တရုတ်ဆောင်တွေအားလုံးပါဝင်ရမှာဖြစ်ပြီးညင်းဆန့်သူတွေအားလုံးကိုအရေးယူသွားမယ်လို့စစ်ကော်မရှင်ကချင်းချောက်ပြောဆိုတယ်လို့အမှုပညာအတိုင်းဝန်နဲ့နီးစပ်သူသတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်မရှင်လောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေးကျွဲကရန်ကုန်မြို့ကရုပ်ရှင်လုပ်ငန်းရုံးမှာ အနုပညာရှင်တွေကိုအော်တိုဘာလ30ရက်နေ့မှာမလာမနေရခေါ်ယူတွေ့ဆုံခဲ့ပြီးအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ရုပ်ရှင်မရိုက်တော့တဲ့နာမည်ကျော်တရုတ်ဆောင်တွေအပါအဝင်အနုပညာရှင်အားလုံးစစ်တပ်ရွေးကောက်ပွဲအတွက်ကမ်ပိန်းတွေကြွေးကြော်တန်းတွေအစရှိတဲ့ဝါရဖြန့်နာတွေကိုမဖြစ်မနေရိုက်ကူးခိုင်းတာပါလူလူနဲ့အတူဆန္ဒပြလို့ဖမ်းဆီးခံရပြီးပြန်လွတ်လာတဲ့သူတွေကိုပါရိုက်ကူးခိုင်းတာဖြစ်ပြီးတော့စစ်တပ်ရဲ့တရင်နဲ့ဖျော်ဖြေရေးပလက်ဖောင်းတွေမှာထုတ်လွှင့်မယ်လို့အမှုပညာအတိုင်းဝန်းနဲ့နေဆက်သူတယောက်က DVB ကိုပြောပါရတယ်။ ရွက်ောက်ပွဲအကြောင်းဝါဒဖြင့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းတို့မှပါဝင်ကြတဲ့တရုတ်ဆောင်တွေကိုလူမှုရေးပြည်တံပြုလုပ်တာနဲ့တပိတ်မောက်တာတွေခံရပြီးတဲ့နောက်မှာအခုလိုအတင်းကျပ်ဖိအားပေးတာဖြစ်နေပါရှင်။ရခိုင်မှာတကြောပြန်တိုက်ပွဲအတွင်းစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်သေဆုံးသူတထောင်နီးပါးအထိရှိလာပြီးအဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့16နှစ်ယောက်ကလေးငယ် 385ရောက်အထိပါဝင်နေပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။တောင်ဝထေအဝေးခေါ်ကိုလဲရှိအမျိုးသားရဲတော့ပီဆယ်မှုတီကိုမိခါဖူဆာရာခေါ်ဖော်ဒေးရှင်းကရာဖဲထေးမှာကပီထိုးလို့မတဲတော့ဂုံပူအပ်ပါရဲ့။အတောင်ဝထေအဝေးအနေနဲ့လော်လိုရာကိုလာနိုင်ပြဖိုက်တဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကအာရခတက်တော် AA သိမ်းပိုက်ထားတဲ့ပုံနာကျုံမြို့နယ်ကွန်းတောင်လျှော်ကိုစစ်တကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်အသက်၁၀နှစ်အရွယ်ပဲရှိသေးတဲ့မောက်ထေးအောင်ဟိန်ခေါ်ကိုလည်းသေဆုံးခဲ့ရပါတယ်။သူဟာအသက်ငယ်ရွယ်ပဲမဲ့ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေသူဖြစ်ပြီးဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ တော်လာဖို့အခက်အခဲဖြစ်နေတဲ့လူနာကိုကုညီပို့ဆောင်ပေးခြင်းမှာပဲဒီလိုအဖြစ်ဆိုနဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။အခင်းဖြစ်တဲ့နေ့26ရက်နေ့ကကြာတော့နေ့လေးပဲတတိုင်းရောလောက်မှာဒီလူနာလမ်းကြောင်းတစ်ခုရှိတယ်ဆိုပြီးတော့အသင်းကိုတတင်းရလို့တော့ကွန်းတောင်ကိုတွားကြတာပေါ့။အဲ့ဒီမှာလူနာတင်နေတဲ့အချိန်မှာဒီစစ်တပ်ရဲ့ drone ကနေပြီးတော့ဟို120မမပြစ်ထည့်လိုက်တာပေါ့။အဲ့ဒီမှာဒီသူ့ရဲ့ ဘေးဘက်လေးဘက်ကို120မမရဲ့ဒီအစားဝင်ပေါ်ပြီးတော့အခုလိုဖြစ်သွားတာပါခင်ဗျ။သူ့အပေါ်မှာအတင်းကသူတွေရောကျွန်တော်ကျွန်တော်ရောနေပြီးတော့အများကြီးမျောလင်းထားတာသူ့မှာဒီတကယ်ကိုထူးဆန်းကြောင်မြောက်တဲ့အစွမ်းအစာတွေရှိတဲ့အဲ့ဒီလိုကလေးတယောက်ကိုကျွန်တော်တို့အခုလိုဆုံးရှုံးလိုက်ရတယ်ဆိုတော့ဒါကျွန်တော်တို့ဘယ်စကလုံးနဲ့ပြောပြောရမယ်မဲတော့ကျွန်တော်တို့ဒါမသိဘူး တည်ဆုံတော်တဲ့မောင်ထင်းအောင်ဟင်းဟာအသက်၁၀နှစ်ကျော်ကလေးကပရာဟိတလုပ်ငန်းတွေကိုကူညီလှုပ်ဆောင်ပေးနေတာဖြစ်ပြီးသူငငယ်ရွယ်နဲ့တည်ဆုံရတဲ့အပေါ်မှာမိသားစုတွေကနှမျောတတဖြစ်နေကြတာပါဒါပေမဲ့အာနာသိန်းစစ်တဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့်အဲ့ဒီလိုတည်ဆုံရတာတွေကရခိုင်ပြည်နယ်မှာအစမ်းတကြေကိစ္စမဟုတ်တော့သလိုဖြစ်နေပါဗျ။ ရခိုင်မှာတရောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စတင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်တေဆုံးသူ960ရောက်ထိခိုက်ဒဏ်ရာရှိသူ2054ရောက်နဲ့ဖမ်းဆီးခံရသူ1000ရောက်လောက်ရှိတယ်လို့ AA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယူ HDCO ကအောက်တိုဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ် စစ်တဲ့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်တေဆုံးသူတွေထဲမှာမောင်ထေးအောင်ဟိန်လို အသက်မပြည့်သေးတဲ့ဆစ်ရှင်းယောက်ကလေးငယ်၃ယောက်၈၅ယောက်ပါဝင်ပြီးအဲ့ဒီပမာဏကတေဆုံးသူစုစုပေါင်းရဲ့ဆစ်ရှစ်ရာခိုင်နှုန်းဖြစ်ပါတယ်ဒါအပြင်အမျိုးသမီး1264ယောက်လည်းတေဆုံခရပြီးစုစုပေါင်းတေဆုံသူတွေရဲ့37ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ် အခုလောစစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေထဲမှာလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ443ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ1015ယောက်ရှိတယ်လို့ဆိုထားပါတယ်2023ခုနှစ်နိုဝင်ဘာလမှာစခဲ့တဲ့ AA ရခိုင်ပြည်နယ်ထိုးစစ်ကနနစ်ပြစ်ခါနဲ့အချိန်ကိုရောက်ရှိလာပါပြီ။ဒီအတော်အတွင်းရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်16ခုထဲကစစ်လေးခုကို AA ကသိမ်းပိုက်ထားပါတယ်။အာနာသိန်းစစ်တပ်ဟာ AA သိမ်းယူထားတဲ့မြို့တွေကိုပြန်မသိမ်းနိုင်သလို မြင်ပြင်ကနေစစ်ကြောင်းထိုးထောင်မျိုးတော့မလုံနိုင်ပါဘူး။ဒါကြောင့်လက်နက်ကြီးနဲ့ပစ်တာလေးချောင်းကဘုံကျေးတာတွေပဲလှုပ်ပြီးပြည်သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်နေတာပါ။အဲ့ဒီလိုတိုက်ခိုက်တာတွေကိုစစ်တပ်ကအခုရက်ပိုင်းအတွင်းပိုလုလာနေပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တွေပုံနာကျွန်းပောက်တော်ရတိတော်မြို့နယ်တွေကိုတော့စစ်တပ်ကသူထိန်းချုပ်ထားတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေရင် drone တွေတုံပြီးဘုံကျေးတာတွေခက်ဆစ်ဆစ်လှုပ်လာပါတယ် ခိုင်ပြည်တောင်ပိုင်းမြို့နယ်မှာလည်းစစ်တပ်ကရေပြင်ကနဲ့စစ်သင်္ဘောတွေနဲ့စစ်အင်အားဖြစ်တင်းနေတယ်လို့လက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းပစ်ခတ်တာတွေဇက်တိုက်ရှိလာနေလို့ဒေသခံတွေကပြောဆိုကြပါရည်။တန်တွေးလိုကြောက်ဖြစ်လို့နဲ့အောင်တို့ရဲ့ရေပြင်ဟိုကတော့ဒါသူတို့လက်ရှိစကောင်းအောင်ဆွဲမှုထားတဲ့အနေအထားတွေမှာရှိတယ်။ဘုရားကသူတို့ရဲ့ရေကြောင်းဟောချမှုနည်းလေးများတယ်ဒီကြောက်ဖြစ်လို့စစ်အင်အားဖြစ်တင်းတာတွေလည်းဒီများလာတယ်။နောက်ရေပြင်မှာလည်းသူတို့ရဲ့စစ်သင်္ဘောတွေကလည်း အရင်ကမြားရဲ့အဓိကဂွားမျိုးနဲ့တန်မင်းမျိုးအပါဝင်ဖို့ဒါကြောက်ဖြူလို့ရံပြီးတော့ဟာဒါနေပြူကြောက်ရတဲ့မျိုးရင်းဖြစ်တယ်။နေပြူကလည်းပဲအဲ့လိုမျိုးမထင်ရင်မထင်သလိုလူလင်းနဲ့ကြီးရင်လမ်းပြင်းတာရှိသေးတာ။ဟိုလင်းနဲ့ပုံကြည့်တာရှိသလိုဒီဒေါင်းနဲ့လည်းပုံကြည့်တာရှိတယ်။ဒီကျေတာတွေမှာရှိတဲ့ပြည်သူတွေအများစုကတော့ဆိုရင်အထင်လန်မှုတွေပဲနေကြတာ။နောက်ပြည်သူတွေကတော့သူတို့မြေပြင်စစ်ပွဲမရှိတဲ့အတွက်ကြောင့်ဒါလက်ရှိကမြို့ပေါ်ပြောင်းရောင်းနေတဲ့ပြည်သူတွေကတော့အာဒီချာစစ်ပွဲဆောင်သွားတာတော့ မရှိတော့ဘူးဒါပေမဲ့ကိုယ့်အိမ်မှာကိုယ်နေနေဆိုပေမဲ့တတိဝရီယာတို့ជីជីသားပဲနေတိုင်းရတယ်အဲမြန်သက်ဆိုလဲတတိထားဆိုညမှာလဲတတိထားပြီးနေရတယ်ခုနကအာယူပါပါအာယူမရတဲ့အနေထားမျိုးလေးစစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြောင်းမှုကြောင့်တင်းဆုံသူအရေအတွက်ဟာ2024ခုနှစ် အော်တိုဘားလနဲ့2025ခုနှစ်ဇန်နဝါရီလမှာအမြင့်ဆုံးဖြစ်ခဲ့ပြီး2025ခုနှစ်ဇူလိုင်လကစပြီးလေကြောင်းတိုက်ခိုက်မှုတွေပိုများလာတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ထိခိုက်သေဆုံးသူအများစုဟာရခိုင်လူမျိုးတွေဖြစ်ကြပြီးမရမာကြီး၊ဟိန္ဒူ၊ခမင်းတပ်နဲ့ရိုဟင်ဂျာလူမျိုးတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ကျွန်မကေခိုင်ပါ။အကောင်အထည်အဝေးအနေနဲ့လော်လိုရာကိုလာနိုင်ပြန် Friday အသာဝါထေအောင်ဟေးကောင်းရာသူကတိရောက်ပါစီအသာဝါထေအောင်ဟေးကောင်းရာသူကတိရောက်ပါစီသာဝါထေအောင်ဟေးကောင်းရာသူကတိရောက်ပါစီမြန်မာနိုင်ငံကိုခဏပြန်လာတော့စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ရွှေဝါရောင်ဆရာတော်နဇောလိုလူသိများတဲ့ဆရာတော်ဦးပညာဇောတော့ကိုအောက်တိုဘာလ30ရက်နေ့မှာစစ်တပ်ကပြန်လွှတ်ပေးလိုက်ပြီလို့သိရပါဗျ။ဆရာတော်ဦးပညာဇောတာကအမေရိကန်နိုင်ငံသားခင်ရာရဲ့သူဖြစ်ပြီး 2024ခုနှစ်နိုဝင်ဘာလအတွင်းမှာမင်္ဂလာတောင်မြို့နယ်အတွင်းအားတိန်ချောင်းတစ်ခုရဲ့ပနတ်တင်မင်္ဂလာအခမ်းအနားအတွက်ကိုမြန်မာနိုင်ငံကိုပြန်လာစင်မှာဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။စစ်တပ်ကိုအကြီးညိုပြက်စင်မှုပုံမှန်905ကကြီးလူဝင်မှုကြီးကြပ်ရေးအဥပဒေပုံမှန်731အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့90ညနဲ့52ကကြီးအစရှိရဲ့ပုံမှန်တင်နဲ့စီရော့ကိုအမှုဖွင့်ခဲ့ပြီးအင်းစိန်ထောင်မှာတနစ်နီးပါးထိန်းသိမ်းထားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်လို့ပြန်လွတ်ပေးတာဖြစ်ပြီးတော့ဆီယာရော်ကလွတ်လွတ်ချင်းမှာပဲအမေရိကန်နိုင်ငံကိုပြန်ကြောက်သွားတယ်လို့ဆီယာရော်နဲ့နီဆက်သူတူကပြောပါရယ်ဆီယာရော်ဥပညာစောတာရွှေဝါရောင်တော်လန်ရေးဦးဆောင်ဆီယာရော်တွေထဲမှာပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဆီယာရော်တပါးလည်းဖြစ်ပါရယ်အမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့ကမြစ်တာပါရမီကျောင်းမှာကျောင်းထိုင်ဆီယာရော်ဖြစ်ဆောင်ရွက်နေပါရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူကျေးရွာအုပ်စုကိုအင်းကျေးရွာကိုအော်တိုဘာလ29ရက်နေ့မနက်ပိုင်းကစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ်ရဲရွာနေပြည်သူတွေကတော့ကထိန်ပွဲကျင်းပနေချိန်မှာကိုအင်းကျေးရွာဘုံကြီးကျောင်းသားအနီးသားတဝိုက်ကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စီးနဲ့ဘုံဒီတလုံးကျဲချသွားခဲ့ပြီးဆက်လက်နဲ့တွေနဲ့ပြစ်ခတ်သွားတယ်လို့ဆိုပါရယ်အရဲသားပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ဘူးလို့ဒေသခံပြည်သူတယောက်ကပြောပါရယ် အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်ပေါ်တာမရှိပဲအာနာသိန်းကအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလင်းရင်ပြန်သွားပြီးတဲ့နောက်မှာကထိန်ပွဲကိုဆက်လက်ကျင်းပပြီးစီးခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ဒါပြင်အော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာလည်းတိုက်ပွဲဖြစ်တဲ့ဇဝဲကျေးရွာအုပ်စုကလေးမိုင်ကျေးရွာကိုစစ်ကောင်စီကလေးချောင်းဘုံကျဲတိုက်ခိုက်လိုက်တာကြောင့်အသက်30အမျိုးသားတစ်ယောက်အသက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။ ချင်းပြည်နယ်ကံပက်လက်မြို့မှာလေကြောင်းအန္တရာယ်ကြောင့်လူစုလူဝေးဖြစ်နိုင်တဲ့ပွဲလန်းသဘင်တွေမပြုတ်လို့ဖို့ကံပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။တည်တည်တည်ပြပို့ထားတာပါရှင်။ချင်းပြည်နယ်ကံပက်လက်မြို့ကိုပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုတ်လုခဲ့ပါတယ်။ပေါင်900ဘုံ၃လုံးနဲ့လေကြောင်းတိုက်ခိုက်မှုပြုတ်လုခဲ့တာဖြစ်တဲ့အတွက်မြို့သမီးနှစ်ယောက်နဲ့မြို့သားတစ်ယောက်သေဆုံးခဲ့ပြီး၁၀ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေလည်းစေဝါကုသမှုခံယူနေကြရပြီးတချို့ကဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောပါရယ်ကာကွယ်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မြို့ဖြစ်ပေမဲ့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့မြို့ရဲပြတ်မနေရတာတွေလည်းရှိရလို့စစ်ပေးဆောင်ကူညီပေးနေသူတယောက်ကပြောပါရယ်တရားရတဲ့လူက73ယောက်လို့ပြောကြတယ်ဒါဆုံးတာက3ယောက်ပေါ့နော်တရားရတဲ့လူတွေကတော့သူတို့စေကူတာမို့လို့တဲ့လူကကူတာအနေနဲ့မျိုးတော့ရှိတာပေါ့နော် ဒါပေမဲ့လောလောဆယ်မြို့ထဲကတော့လူတွေတိတ်အရင်ကတည်းကပေါ်လေတိတ်မနေရကြဘူးလေကြောင့်ခဏခဏရှိတော့အခုအရာပို့ပြီးဆိုးမယ်လို့ထင်တယ်လူတွေကတိတ်မနေရတော့ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့အနေနဲ့လည်းကံပတ်လိုက်မြို့နယ်တွင်နေထိုင်သူတွေကိုလူစုလူဝေးဖြစ်နိုင်တဲ့ပွဲလမ်းတွေမပြုတ်လို့ဖို့အော်တိုဘားလ26ရက်နေ့ကတတိပေးထုတ်ပြန်ထားပါတယ်လေကြောင်းရံကာကွယ်ရေးအတွက်လည်းဘုံခိုချင်းတွေစနစ်တကျတူးခိုင်းထားပြီးလေကြောင်းအနေနဲ့ရှော့ချရေးအသိပညာပေးရတွေလည်းလှုပ်ဆောင်နေရလို့ဆိုပါတယ် စစ်ကောင်စီကသူတို့ဆုံးရှုံးခဲ့ရတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့အတွက်ပြည်သူအနေနဲ့လေကြောင်းအသည့်တိနဲ့နေထိုင်ကြဖို့တိုက်တွန်းထားပါတယ်ပြည်သူအနေနဲ့သက်ဆိုင်ရာအုပ်ချုပ်ရေးကာကွယ်ရေးတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုစောင့်ကြည့်ပြီးဆက်သွယ်အကြံပေးဖို့ကိုလည်းတောင်းဆိုထားပါတယ် ကျွန်တော်တို့တိမ်ပိုက်ထားပြီးသားနေရာတွေမှာပြည်သူတွေဘေးကင်းလုံခြုံနိုင်ဖို့အတွက်ကကျွန်တော်တို့လိုအပ်တဲ့အရာတွေပြင်ဆင်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်။အတီကာကကျွန်တော်တို့ပုံခေါ်ခြင်းတွေတူးမယ်။ဒီအင်တာနက်ကြားတယ်ဆိုရင်အချိန်နဲ့တပြေးညီအဲ့ဒီပုံခေါ်ခြင်းတွေကိုဝင်ပြီးပုံခေါ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ပြည်သူတွေနေနဲ့ဒီလိုခက်ခဲတဲ့စိတ်ကော်မရှင်ရဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာခက်ခဲတဲ့အရာတွေကိုဒီ twist ဂျုံနေရတဲ့ဒါဖြစ်တဲ့အတွက်တိဝရီယာတွေတိတရီတွေနဲ့ ဂျူးတဆိုင်နဲ့နေထိုင်ကြဖို့လိုအပ်မှာဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းကံပတ်လက်မြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကချင်းပြည်တောင်နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ထားပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာဖြစ်ပါတယ်။ကျမဒီဝီပါ။ က်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။2026ဘဏ္ဍာနှစ်အတွင်းမှာအမေရိကန်နိုင်ငံကဒုက္ခသည်အရေးအတွက်ကိုစံချိန်နဲ့အ ਨੇ ဆုံးပမာဏအဖြစ်နဲ့8500သာလက်ခံသွားဖို့သမ္မတဒေါ်နယ်ထရန့်ကသတ်မှတ်ထားတယ်လို့အင်ဂျူရောကအော်တိုဘာလ30ရက်နေ့မှာထုတ်ပြန်တဲ့မှတ်တမ်းအရသိရပါဗျ။ စက်တင်ဘာလ30ရက်နေ့ရက်စွဲနဲ့မှတ်တမ်းတင်ထားပြီးတလနီဘအကြာမှာထုတ်ပြန်တဲ့အဲ့ဒီဆုံးဖြတ်ချက်မှာထရန့်ကတောင်အာဖရိကနိုင်ငံကအာဖရိကနာလို့ခေါ်တဲ့လူဖြူလူနည်းစုကိုဦးစားပေးလက်ခံဖို့ပြောဆိုထားတာပါပါတယ်ထရန့်ကဇန်နဝါရီလသမရဖြစ်ကလေးကဒုက္ခတဲ့လက်ခံမှုအားလုံးကိုရက်ဆိုင်ထားတာဖြစ်ပါတယ်။ထရန့်သတ်မှတ်လိုက်တဲ့အရေးအတွက်ကသမရဟောင်းဂျိုးဘိုက်တန်လက်ထက်က2024ဘန်နာ နှစ်မှာဒုက္ခတဲ့တသိန်းလက်ခံခဲ့တာနဲ့ရှင်ရင်တော့အလွန်မင်းကွာခြားနေပါတယ်။ ဒီမိုကရက်အမတ်တွေကတော့ထရန့်ရဲ့ဆုံးဖြတ်ချက်ဟာကွန်ဂရက်လွှတ်တော်နဲ့ကြိုတင်တိုင်ပင်ခြင်းမရှိဘဲလှုပ်ဆောင်တာဖြစ်လို့တရားမဝင်တယ်လို့အကြုံးမဝင်ဘူးလို့ဝေဖန်ပြောဆိုလိုက်ပါတယ်ရှင်။ဒီမိုကရက်တွေအတွက်ကြောက်စရာအကောင်ဆုံးဟာထရန့်ဖြစ်တယ်ဆိုတာဝါရှင်တန်ဟော်လဝန်ပွဲတော်ကတတ်သိခံရတယ်လို့ရိုက်တာသတင်းကနောက်ပြောင်ခေါင်းစဉ်တက်ထားပါဗျ။ ဒီမိုကရက်ပါတီရဲ့အပေါ်မှာထောက်ခံမှုများတဲ့အမေရိကန်နိုင်ငံရဲ့အစိုးရရုံးဆိုင်ရာဝါရှင်တန် DC မှာတော့ Halloween ပွဲတော်ရဲ့ကြောက်စရာမြင်ကွင်းတွေကိုဖော်ကျူးရမှာနိုင်ငံရေးကအကြီးကလွှမ်းမိုးတာကထုံနှန်းစင်လာတစ်ခုလည်းဖြစ်ပါတယ်အသက်89နှစ်အရွယ်ဒေသခံတဦးကတော့ Tran ရဲ့ဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့်ရပ်ဆိုင်းသွားတဲ့ USAID နဲ့ကျန်းမာရေးနဲ့တိုက်ပံသူတည်တနာလိုအစိုးရစီမံကိန်းတွေအတွက်တည်ဆုံးခြင်းအထိမ့်မဲ့အတင်းကြိုင်းပုံစံတွေဖော်ကျူးထားပါတယ်။ ဂျော့ချ်တောင်ရက်ကွက်ကအိမ်တစ်ခုမှာတော့စက်ကက်လူပြက်ကိုရွေးချယ်ရင်စက်ကက်ပွဲပဲကြည့်ရမယ်ဆိုတဲ့စိုင်းပုံးနဲ့အတူကြောက်စီယာစက်ကက်လူပြက်ရုပ်တွေထားပြီးတော့ Trump အစိုးရကိုလောင်ပြောင်ထားတာကိုတွေ့ရပါတယ်။ဒါ့အပြင် Trump ရဲ့မူဝါဒတွေအစိုးရအလုတ်ကင်ရှော့ချမှုတွေအပေါ်မှာဝေဖန်တာတွေနဲ့ကာကွယ်ဆေးတွေကိုဝေဖန်သူဖြစ်တဲ့ကျန်းမာရေးဝန်ကြီး Robert F Kennedy Jr. ကိုလောင်ပြောင်ထားတဲ့တရုတ်ဖော်မှုတွေလည်းရှိပါရဲ့ရှင်။ ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ပြပေးပါမယ်ရှင်။ Crystal Palace ကိုရှုံးနိမ့်ခဲ့တဲ့ League Plus ပွဲစဉ်မှာလူငယ်တွေနဲ့အရန်ကစားသမားတွေကိုပွဲထွက်စေခဲ့တာကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းကိုနီပြအာနက်စလော့ကပြောသွားပါတယ်။ Liverpool အသင်းကပွဲထွက်လူစင်းမှာလူငယ်အသင်းကကစားသမား၄ဦးအပါအဝင်အရန်ကစားသမားတွေကိုအသုံးပြုသွားတာပါ။ လိဂ်ဖလားပွဲစဉ်မှာအကယ်ဒမီအသင်းရလူငယ်တွေကိုအသုံးပြုလေးရှိတာကအသင်းရဲ့အစဉ်အလာဖြစ်ပြီးတော့မိမိလက်ထက်မှာလည်းအစဉ်အလာကိုချိုးဖောက်နိုင်ခြင်းမလုံဆောင်ခဲ့ကြောင်းကိုနီးပြအာနက်စလော့ကပြောသွားပါတယ်ဒါအပြင်လိဂ်လားပွဲစဉ်မတိုင်ခင်နှစ်ရက်အလိုမှာ Brandford နဲ့ကစားခဲ့ရတဲ့အပြင် Frankfurt အသင်းနဲ့ Champion League အဝေးကွင်းပွဲစဉ်လည်းကစားခဲ့ရတာကြောင့်အဓိကကစားသမားတွေကိုအနားပေးဖို့လိုကြောင်းနီးပြကပြောပါရတယ်။ ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်၃ပွဲကို9ရက်အတွင်းမှာကစားရမယ့်အခြေအနေကအစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းကိုနီပြစလော့ကပြောသွားပါတယ်။လီဗာပူးကလာမယ့်နိုဝင်ဘာလ2ရက်နေ့မှာဗီလာနဲ့ကစားပြီးတဲ့နောက်ရီယယ်မက်ဒရစ်မန်စီးတီးအသင်းတွေနဲ့ဇက်တိုက်ကစားသွားရမှာဖြစ်ပါရှင်။ DVV ရုံမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းလေးကိုဓာတ်ရိုက်ကြည့်ရှုကြရတာပါ။ည၈နာရီအချိန်မှာထပ်မံရှိထားတဲ့သတင်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါဦးမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။